တတိယနေ့ညနေပိုင်းအထိအစ္စရေးလေယာဉ်မြန်မောင်းတရာကျော်ကိုအီဂျစ်နဲ့ဆီးရီးယားတို့ကပစ်ချခဲ့ပြီးပြီဟုလဲကြေညာချက်တွင်ဖော်ပြထားသည် အထူးခိုက်အကြဆုံးတွင်ပတ်သက်၍အစ္စရေးတို့တွင် ထုတ်ပြန်ကြေညာခြင်းလုံးဝမပြုဘဲငင်းငုံနှုတ်ပိတ်နေစေပင်ရှိသည် အလုံးမဲမင်္ဂလာပါခင်ဗျာ Rewind Me Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်ဈေးရက်ကဆက်လက်ပြောကြရရင် ရေချောင်းမှ စခင်းမှုများလေချောင်းမှကျူးကျော်မှုများပြုလုပ်ရန်အစ္စရေးတွေကပြင်ဆင်လာကြသည်ထို့ကြောင့်ရေပြင်မှစတင်တိုက်ခိုက်ရန်မိမိတို့ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်မိမိတို့သည်ငြိမ်းချမ်းရေးကိုသာအလိုရှိပါသည် နေမြေများသိမ့်ပိုက်ထားပြီးမငြိမ်းချမ်းရသောဘဝမျိုးကိုမလိုခြင်းပါ1986ခုနှစ် 6ရက်စပွဲတုန်းကအစ္စရေးများသိမ်းပိုက်သွားကြသည်မိမိတို့နေမြေများကိုပြန်လည်လိုရှိကြသည်သို့တော်လည်းအစ္စရေးနိုင်ငံအတွင်းသို့သွားရောက်ပြီးစစ်ခင်းညင်ကိုမူမိမိတို့အလိုမရှိ ကုလသမဂ္ဂဆုံးဖြတ်ချက်များကိုအစ္စရေးတို့ကမျက်နှာလဲကဲပြစ်လုပ်နေကြသည်အကောင့်တွေဖော်ရန်မသိဟန်ဆောင်နေကြသည်သို့တော်လည်းမိမိတို့နိုင်ငံအနေဖြင့်ကုလသမဂ္ဂကိုယုံကြည်မှုရှိပါသည်ဟုအီဂျစ်နိုင်ငံသား၏ဝန်ကြီးအယ်ဇေးရကပြောဆိုသွားသည် ဇေယျလနေတွေ့ဆုံမင်းမြန်ကန်းကိုအမေရိကန်ရုပ်မြင်သံကြားအစည်းအဝေးကထုတ်လွှင့်ပြီးတဆက်ထဲလိုမှာပင်အစ္စရေးနိုင်ငံသားရေးဝန်ကြီးအတ်ဘာဘီယန်နေတွေ့ဆုံမင်းမြန်ကန်းကိုရုပ်မြင်သံကြားအသံလွှင့်ပြန်သည်အတ်ဘာဘီဘန်နေဇေယျတို့ကိုအတူအသံလွှင့်ရန်ပန်ကြားတော်လဲနှစ်ဦးစလုံးကညှင်းဆန်ကြသောကြောင့်တဦးစီခွဲကအသံလွှင့်ရပါသည်ဟု ဆိုသည်6ရက်ကြာစစ်ပွဲပြီးတတ်မှတ်ခဲ့သည့်အပြစ်ခတ်ရစေးရင်မြင်းညောင်များကို အရတ်တများပြန်လဲဆုတ်ခါသွားကြမည်ဆိုပါကမိမိတို့အနေဖြင့်အတိုက်ခိုက်ရက်စဲမည်ဖြစ်ကြောင်းအစ္စရေးနိုင်ငံသား၏ဝင်ကြီးအယ်ဘာဘီဘန်ကရုပ်မြင်သံကြားအစီအစဉ်နှင့် တွေ့ဆုံရာတွင်ပြောကြားသွားသည် မိမိတို့နိုင်ငံအနေဖြင့်အဆိုပါအပြစ်ခံရက်စဲရင်မြင်းညောင်းများကိုသာအတိမတ်ပြုလက်ခံမည်ဇွေးနွေမှုများကို ပြုလုပ်နိုင်မှာမည်ဟု၎င်းကဆက်လက်ပြောဆိုသည်အီဂျစ်သမ္မတအမတ်ဟာဆန်အယ်ဘရာဂါဒီအီဂျစ်နှင့်စီးရီးယားသမ္မတနှင့် အချင်းကြမြင့်စွာတယ်လီဖုန်းစကားပြောသည်အပြစ်ခတ်ရစိန်မြင်းညောင်းတစ်လျှောက်ဤအချင်းအင်းများကိုမေးမြန်းသည်အီဂျစ်နှင့်ဆီးရီးယားတို့ကိုလုံးဝထောက်ခံကြောင်းဖြင့်ပြောကြားလိုက်သည်ဟုလည်းဆိုသည်အီရတ်စစ်လျင်မြန်းများသည်စူအတ်တူမြောင်အပြစ်ခတ်ရစိန်မြင်းညောင်းတွင်တက်ခင်းနေကြသည်ဟုလည်းကြားသိရသည်သူများမကပဲအစ္စရေးများကိုတိုက်ခိုက်ကာဘေးမသည်ရမခပဲပြန်လာကြသည်ဟုလည်းဆိုသည်သို့တော်လည်းအီဂျစ်ပြည်တွင်၌ အီရတ်စစ်လင်းရင်းများရှိနေခြင်းနဲ့ပအဝင်တိုက်ခိုက်နေခြင်းကိုယခုအချိန်ထိမြည်သည့်ဘက်ကမှကျင်းညာခြင်းမပြုကြချေအဲဂျီးရီးယားသမ္မတဘူမီဒီယန်ကပေးပို့လိုက်သည့်လေးတပ်အုပ်စု ပထမအတုပ်သည်လဲအီဂျစ်စစ်မျက်နှာသို့ရောက်ရှိနေပြီဖြစ်ကြောင်းကျင်းညာသည်သို့တော်လဲဘီယန်ဆင်းမောင်းမြည်များနှင့်လူပေါင်းမြည်များပါဝင်ကြကြောင်းကိုမူဖော်ပြခြင်းမရှိချေရင်းစကူများကိုပေးပို့ရန်တော်လိုင်းရေးကောင်စီကစနေနေ့ညကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည် ပေးပို့လိုက်သောစစ်ကူလင်းရင်းမြန်များသည်ဆိုဗီယက်လုံ Miss 22တိုက်လင်းရင်းမြန်များဖြစ်သည်အယ်ဂျီးရီးယားအမှတ်၅စစ်မေရှင်မှစေဦးစီမူဘူမူကြီးသည်စစ်ရေးကိစ္စများကိုသမရအဝါစတဲ့နေဆွေးနွေးညှိနှိုင်းရန်ကိုင်ရိုသို့ရောက်နေသည်ယူဂိုစလာဗီးယားနိုင်ငံကလည်းအစ္စရေးကိုကျူးကျော်သူအဖြစ်ယနေ့ရှုံရှားသည်ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးအမြန်ဆုံးခေါ်ဆိုနိုင်ရေးအတွက်အရေးကြီးမြစ်တာရက်ခံရန်အမေရိကန်သမ္မတနက်စင်က ိုင်ငံညာရေးဝန်ကြီးဟင်နရီကစ်စင်ဂျာညွှန်ကြားလိုက်သည် သမ္မတနစင်သည်မီးယာမီရှိနွေရာသည်ဆိုင်ရင်တွင် အနားယူနေရမှအာရက်အစ္စရေးစစ်ပွဲအတွက်ဝါရှင်တန်သို့အရေးတကြီးပြန်လာသည်အချိန်နှင့်ရရတူကိုတိုင်းကင်တွယ်ရန်ဖြစ်သည်ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီးဂျွန်စကာလီသည်လည်းအခြားသံအမတ်ကြီးများနှင့်တွေ့ဆုံကဒုံဂျုံရေးကောင်စီအစည်းအဝေးရက်သမတ်ရန်ညှိနှိုင်းလျက်ရှိသည် ဥရောပဘုံစည်းအဖွဲ့ဝင်၉နိုင်ငံတို့ကိုအ мян ဆုံးအစည်းအဝေးခေါ်ယူကလက်တလောဖြစ်ပေါ်နေသောအရှိလေပိုင်းပြည်ထနာကိုညှိနှိုင်းဖြေချချရန်အီတလီအစိုးရကတောင်းဆိုလိုက်ကြောင်းဖြင့်လေအီတလီအစိုးရရောရည်စိုးခွင့်ရှိသူကယနေ့ထုတ်ဖော်ပြောကြားလိုက်သည်ဖြစ်ပေါ်လာသည့်စစ်ပွဲတွင်နေပတ်သက်ပြီးနိုင်ငံအသီးသီးရှိနိုင်ငံခေါင်းဆောင်များသာစိတ်မအေးပဲဖြစ်နေကြရသည်မဟုတ်ငញ្ញံရေးကိုမျက်နှိုးသည်ကမ္ဘာပြည်သူများသာ ရတမအေးနိုင်အောင်ဖြစ်နေကြရသည်မဟုတ်ဘာသာရေးကောင်းဆောင်များသည်လဲပူဝင်သောကရောက်ကြရသည်ဂျုံကနေအသက်တဖန်ပေါ်ပေါက်လာသည်စစ်မှတ်ဖက်ပြိုင်တိုက်ခိုက်မှုများကိုရင်ဆိုင်ပြီးဂုံးရှိသောဇွင်းတွင်မှုများပြုလုပ်ခါငင်းချမ်းရဲ့အတွက်အဖြေချားကြရန်ပူဟန်းမင်းကြီးကလည်းစစ်ဖြစ်နေသောနိုင်ငံအလုံးသို့ယနေ့မြစ်တာရက်ခံလိုက်သည်1983အောက်တိုဘာ10ရက်တလင်းလာ၄ချိန်မြောက် အားရစစ်ပွဲသည်တတိယမြောက်နေ့သို့ချင်းနှင်းဝင်ရောက်လာပြီးအင်အားကြီးနိုင်ငံများအပါအဝင်ကမ္ဘာနိုင်ငံအသီးသီးတို့သည်မြက်ကလူးစံများဖြစ်နေကြယုံမှတပါတစ်ဖက်ကတစ်ဖက်ကိုဆွဆွဲပုတ်ခတ်နေကြယုံမှတပါသူကကျူးကျော်သည်ငါကကျူးကျော်သည်ဟု အပြန်လန်းလက်ညှိုးထိုးနေကြယုံမှတပါသူကမြောက်ပေးသည်ငါကမြောက်ပေးသည်ဟုကဲကဲဆက်နှက်ပြနေကြယုံမှတပါအပြစ်ခတ်ရဆဲပြီးဂုံးရှိစွာဖြင့် ဆွေးနွေးကြပါဟုတကြောကြောအော်နေကြယုံမာတပါတိကြသောအဖြေသည်တစုံတရာပေါ်ထွက်မလာသည်စစ်ရှိန်တို့သည်လည်းမြင့်တန်နေစေပင်ရှိသည်နှစ်ဖက်အကြဆုံးတို့သည်လည်းများပြားစေပင်ရှိသည်အိတ်သွန်ဖားမောက်တိုက်ခိုင်နေကြသည်အထွေထွေစစ်ပွဲကြီးသည်လည်းမီးဟုံဟုံတောက်လောင်စေပင်ရှိသည်ကုလသမဂ္ဂသည်လည်းလုံခြုံရေးကောင်စီခေါ်နိုင်အောင်ကြိုးစားကြတော့မင်ဖြစ်သည်ကမ္ဘာနိုင်ငံသီးသီးတို့ကလည်းအပြေရှာနေကြတော့မင်ဖြစ်သည်နိုင်ငံရေးအမျက်ထုတ်သူတို့ကလည်း အမျက်ထုတ်နေကြတော့မင်းဖြစ်သည်နိုင်ငံရေးမီးရှူမီးပန်းလွတ်သူတွေကလည်းလွတ်နေကြတော့မင်းဖြစ်သည်အီဂျစ်စစ်မြန်းနာအရန်တမားစူးစီးထားပြီးဖြစ်သောအစ္စရေးတို့ကအလုံးရင်ဖြင့်တံပြန်ထိုးစစ်ကြီးကိုယနေ့နက်နက်စောစောဆင်နွဲကတတိယနေ့စစ်ပွဲကို ဖွင့်လှစ်လိုက်ပြန်သည်ဇူအတူးမြောင်းဒေသနှင့်စီနိုင်ကျွန်းဆွယ်တဲသို့အစ္စရေးစစ်ကူများကအထုတ်လိုက်ဇက်တိုက်ရောက်နေကြသည်လေတအကူကြီးအဝေးပြေအမြောင်များအကူကြီးဖြင့်တင်ကားတံများ တန်းကြက်ကတံများခြေလျင်တံများကို ပေးပို့ကတံပြန်ထိုးစစ်ဆင်းလွဲသည်သို့တော်လဲစစ်ဦးတာနေပြီးဖြစ်သည့်အီဂျစ်တံများသည်ကံပောင်ကျူးကြပြီးအလားစီးနိုင်ကျွန်းဆဲအတွင်းသို့ပြိုဆင်းနေစေပင်ဖြစ်၏လူတွေကြီးမားလှယုံသားမကစိတ်ဓာတ်ပါတက်ကြွလုံးနေကြသောအီဂျစ်စစ်ဦးကို အစ္စရေးတို့ဟန်တားနိုင်ရန်ညားစွာခတ်ခဲနေသည်အီဂျစ်များနောက်ပိုင်းသို့တက်လန်သွားဖို့မဆိုထားနှင့်ရှေ့သို့တိုးမလာအောင်တားဆီးရမှာပင် အကြက်တဲမျိုးစုံတွေကြုံတွေ့နေရ၏1968ခုနှစ်6ရက်ကြာစစ်ပွဲကာလနှင့်မတူပဲအီဂျစ်တို့ဤစစ်စွမ်းရည်သည်များစွာမြင့်တက်လာသည်နီးပရိယသည်လည်းကျွဲဝလာသည်အစ္စရေးကာကွယ်ရေးဝန်ကြီးဘူဂျုတ်ကြီးမိုရှေဒါယန်ကိုတိုင်စစ်မျက်နှာသို့ရောက်ရှိလာသည်တိုက်ပွဲဝင်နေသောတပ်မှုကြီးများစစ်ကြောင်းမှုကြီးများနှင့်တွေ့ဆုံကအချင်းအနေအရရက်ကိုမေးမြန်းသည်လိုအပ်သည်များကိုညွှန်ကြားသည် မိမိတို့လေးဓာတ်ကိုအာကိုပြီးမြေပြင်နဲ့ဝင်းဟင်းနှစ်ဖက်ညက်ကရန်သူတို့၏ထိုးစစ်ဥကျိုးသွားစေရန်ဤပရိယေပြောင်းလိုက်သည်သို့တော်လည်းမှန်းကြံနှင့်နှမ်းထွက်မကိုက်ဖြစ်နေသည်ရန်သူ၏ထိုးစစ်ဥမကျိုးသောမိမိစစ်ဦးအကျိုးမခံရဟုသောစစ်ထုံးစံအတိုင်းအီဂျစ်တပ်များစီနိုင်သေးကန်နိုင်ရတွင်သို့ဝင်ရောက်လာသည်ကိုရှော့ပီးရန်စဉ်းစားရပြန်သည် အလွယ်တကူဟန်မတားနိုင်သည့်ထိုးစစ်ကို အာသုံခွန်ဆိုင်ဟန်တားနေခြင်းအပြင် စ်ပန်းယုံသာရှိမည်။ရန်သူကိုပိုင်လောက်သောအခြေအနေရောက်မှ ပြရပြတမ်းမြန်ထိုးစစ်ဆင်နွှဲရန်ပြင်ဆင်သည်။အစ္စရေးသည်၎င်းတို့၏လေးဒတ်စွမ်းအားကိုအလွန်ယုံကြည်စိတ်ချရသူများဖြစ်သည်။သို့တော်လည်း၆ရက်စစ်ပွဲအရုံးကနှင့်မတူတော့ဘဲအီဂျစ်တို့၏ဆံမတုံးရင်များကအစွမ်းထက်လာသည်။ကောင်းငင်ရန်ကိုထင်းသလိုကြီးစုချဲလဲနိုင်ွယ်မရဘဲဖြစ်နေသည်။မြေပြင်တပ်များကိုအထောက်အကူထိထိရောက်ရောက်မပေးနိုင်ပေရှိနေသည်ထို့ကြောင့်မိုးရှေဒိုင်းရန်နှင့်တပ်မိုးကြီးများသည 1. မိမိစစ်ဦးကိုအကျိုးမခံ 2. ဖီအားကောင်းနေသောရန်သူကိုကြံ့ညံခံရင်းဖြင့်မိမိတို့စစ်အပန်းမခံ 3. ကောင်းငင်ရန်တွင်မိမိတို့လေးတက်ထင်းသလိုကြီးစိုးနိုင်ရေးအတွက်ရန်သူ၏လေးချောင်းရန်ကာကွယ်ရေးတပ်များဆမ်ဒုံးရန်စခန်းများကိုအဓိကပြစ်မှတ်ဖြင့်အစွမ်းကုန်ခြေမုံရမည်4ရန်သူတို့၏အတောင်ပံကိုရိုက်ချိုးပြီးသောအခါတွင် စီနိုင်းသဲကန္နာရတွင်သို့တအူးကျွန်နေသည့်ရန်သူတပ်များကို ပြန်လည်မရှိအောင် မိမိတို့လေးရက်ပြန်ပိတ်ဆို့မည်နောက်ပိုင်းမှာရန်သူအားဖြင့်လမ်းကြောင်းများထောက်ပံ့ရေးလမ်းကြောင်းများကိုဖြတ်တောင်းမည်ငါထိုချိန်ကြမှလက်တော်ငရိုးမြက်ဖြစ်နေသော ရန်သူတပ်များကိုဒေဂန်နိုင်ရအတွင်းမှာအပြေးတိုင်ချေမုံပြစ်မည်စသဖြင့်နီးဖြူဟာအစ်စ်တရက်ကိုချမှတ်ကြရသည်ထိုချက်များကိုချက်ချင်းအကောင့်ထဲပေါ်သည်အီဂျစ်ပြည်အတွင်းပိုင်းရှိ အရှေ့ကန်စစ်စခန်းများလင်းရင်ကွင်းများလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့စခန်းများ ဆမ်ဒုံရင်စခန်းများကိုအ धिक ပြက်မှတ်များအဖြစ်ဒဲကြီးမဲဒီသွားရောက်တိုက်ခိုက်တော်သည်ဆမ်ဒုံရင်တို့၏လက်ချက်ဖြင့်လင်းရင်မြောင်များလည်းဆုံးရှုံးရသည်တို့ဖြင့်စုအပ်တူးမြောင်အရှိတ်ဘက်ကန်းကြီးတစ်ချောင်းလုံးကိုအီဂျစ်တပ်များကလုံးဝသိမ်းပိုင်မိကြတော်သည်ထိုမြသာမကစီနိုင်ကျွန်းဆွေအတွင်းသို့လည်းကိုးမိုင်ခန့်ထီထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့ကြသည်ညနေပိုင်းသို့ရောက်သောအခါတူဖက်ငူအယ်ရှတ်ဒေတာရေကန်တောင်ပိုင်းနယ်မြေများ အစ်မေလီဟအရှိချံ အယ်ဘလာနှင့်အခြားဒေသတော်တော်များများတွင်အီဂျစ်တို့၏အလံများတလူလူလွင့်လျက်ရှိနေပြီ။ဒေဂန္နာယအတွင်းပိုင်းရှိ နီလိုင်းဘာမဒါဘာလူဇာအယ်ဂီရီစသောအစ္စရေလရင်ကွင်းများဒုံးမြစခန်းများကိုအီဂျစ်လရင်မြန်များကဘုံကျဲဖြတ်စည်းလိုက်သည်။သူစစခန်းများအားလုံးသုံးမရတော့သည့်အခြေအနေသို့ဆိုက်ရောက်သွားပြီဟုအီဂျစ်စီဦးစီးချုပ်ဌာနချုပ်ကထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။အော်ဒါနဲ့စကားမဆက် ခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဒိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုတတိယနေ့ညနေပိုင်းအထိအစ္စရေးလေရင်မြန်မောင်းတရားကျော်ကိုအီဂျစ်နဲ့ဆီးရီးယားတို့ကပြစ်ချခဲ့ပြီးပြီဟုလဲကြေညာချက်တွင်ဖော်ပြထားသည် အထီးခိုင်အကြဆုံးနှင့်ပတ်သက်၍အစ္စရေးတို့တွင်ထုတ်ပြန်ကြေညာခြင်းလုံးဝမပြုဘဲရင်းငုံနှုတ်ပိန်နေဆဲပင် ရှိသည်စစ်ပွဲတစ်လျှောက်လုံးမိမိတို့ဘက်ကအထီးခိုင်နေပါပြီးရန်သူများဘက်တွင်ကြီးမားသောဆုံးရှုံးမှုများဖြင့်အထိနာနေကြောင်းစူဝတ်ဒူးမြောင်းတွင်ရှိအီဂျစ်စစ်သားအလောင်းများမြေမကောင်းအောင်မျောပါနေကြောင်းဖြင့်အစ္စရေးရှေ့တန်းစစ်မျက်နှာကသတင်းပြန်ပို့သည်ရန်သူတင်ကားပေါင်း400ကျော်တို့သည်ယခုခါတွင်စီနိုင်ကျွန်းစွယ်မိမိတို့၏ထောင်ချောက်တွင်၌ပိတ်မိနေကြပြီဖြစ်ကြောင်း ၎င်းတို့ကနောက်ပိုင်းမှာပြေးဖို့သည့်အဖြေလမ်းကြောင်းများကိုဖြတ်တောက်နေပြီဖြစ်ကြောင်းမိမိတို့အရန်တများစူးစီးမှုမှာလုံးဝပြီးဆုံးသွားပြီဖြစ်သောကြောင့်အထွေထွေတန်ပြန်ထိုးစေကြီးကိုအောင်မြင်စွာဆင်နွှဲနေပြီဖြစ်ကြောင်းဒူးမြောင်ကြီးရှိမြေကူးကုန်းမောင်တရားအလုံးလိုလိုကိုလည်းဖောက်ခွဲပြစီလိုက်ပြီဖြစ်ကြောင်းဖြင့်အစ္စရေးတို့ကဆက်လက်ကျင်းညာသည်မိမိတို့ဘက်ကအချင်းနေကောင်းကြောင်းအထူးသဖြင့်အာရက်လေးတပ်ဖို့ကြေကွဲဝဲရအဖြစ်မျိုးနေရင်ဆိုင်နေရပြီဖြစ်ကြောင်း ကောင်းကင်ယံတပြင်းလုံးကိုမိမိတို့ကကြီးစွာချဲလဲနေပြီဖြစ်ကြောင်းနှင့်အစ္စရေအယံတပ်ဘူဂျုတ်ကြီးဟိမ်ဟာဇာကကြီးညာသည်စီနိုင်ကျွန်းဆွယ်မြောက်ပိုင်းကံယူရန်တစ်လျှောက်တွင်လဲမြေတဲပင်လဲတဲတွင်၎င်းရေတတ်ချင်းတိုက်ပွဲများဂျူကြားဂျူကြားဆက်လက်ဖြစ်ပွားနေသည်စီးရီးယားစစ်မျက်နှာအာယုံတက်အချိန်မှစပြီးတင်ကားများဘုံကျဲတိုက်လင်းရင်များကိုဂိုလန်ကုန်းမြင်ဒေသစစ်မျက်နှာသို့ပေးပို့တိုက်ခိုက်စေခြင်းဖြင့် စီးရီးယားနေတတိယစစ်ပွဲကို အစ္စရေးတို့ကပင်စတင်ဖွင့်လေသည်ဇီရိယာအရှေ့ဆိုင်စခန်း၅ခုကိုဖျက်ဆီးပစ်လိုက်သည်လေရင်ကွင်းများကိုတိုက်ခိုက်ရာတွင်အစ္စရေးတို့သည်၆ရက်စစ်ပွဲတုန်းကနီးပရီယဲများအတိုင်းလေရင်ပြေးလမ်းများကိုအဓိကထားပြီးဖျက်ဆီးသည်ပြေးလမ်းများကိုဖျက်ဆီးရာတွင်အစ္စရေးတို့တီထွင်ထားသောမြေဆိုင်ဘုံများကိုပုံမအားထားသုံးသည်ရင်မုံများသည့်မြေကြီးထဲသို့ပေးအတော်များများစူးဝင်သွားကပေါက်ကွဲလေရှိသည်။နှဆိုင်ကြီးမားသောတွင်းကြီးများကိုဖြစ်ပေါ်စေသည်။ ေလံများပျက်စီးသောကြောင့်ရန်သူလေရင်များကောင်းကင်သို့ပြန်မတက်နိုင်ကြသောအခါကျမှမြေပြင်ပေါ်၌ရှိနေသော ရန်သူလေရင်များများကိုမြေဆိုင်ဘုံကျဲတိုက်လေရင်များဖြင့်စိတ်ရှည်လက်ရှည်တိုက်ခိုက်ဖျက်ဆီးခြင်းဖြစ်သည်အလားတူပင်အဓိကထားတိုက်ခိုက်သည့်ပြစ်မှတ်တစ်ခုမှာအစွမ်းထက်လာသောဆမ်ထုံရင်စခန်းများဖြစ်သည်စီးရီးယားတို့သည်ဆမ်ထုံရင်များကို ထိထိရောက်ရောက်အသုံးပြုတတ်နေကြပြီဖြစ်သည်ထို့ကြောင့်လဲထိုဒုံးရင်များကြောင့်အစ္စရေးလေးတပ်မှထင်းသလောက်လှုပ်ရှားနိုင်ခြင်းမရှိကြီး ရှည်ရန်စစ်မျက်နှာသို့စစ်ကူပို့နေသည့်အနောက်ပိုင်းမှအားဖြင့်စခန်းများထောက်ပံ့ရေးလမ်းကြောင်းများကိုမျက်ရည်ပြတ်မခံပဲတိုက်ခိုက်နေကြသည်စီးရီးယားပြည်တွင်းမှရှိစစ်စခန်းများကိုတွားရောက်တိုက်ခိုက်မှုများလည်းယနေ့တနေ့ကုန်ပြုလုပ်သည်ဒမတ်စကန်မြို့တော်နှင့်ကိုးမိုင်မြသောကာဝေးသောစခန်းတစ်ခုကိုလည်းတွားရောက်ဘုံကျဲတိုက်ခိုက်သည်ဘုံတံအမြောက်တံများကိုဒမတ်စကန်မြို့တော်မှကောင်းစွာကြားနေရသည်ဂိုလန်ကုန်းမြင်တွင် စီးရီးယားဘက်မှတင်ကားပေါင်းတစ်ထောင်ကျော်တို့ပါဝင်တိုက်ခိုက်နေကြသည် ဂိုလန်ကုန်းမြင့်မြင့်တို့အစ္စရေးကယနေ့ပေးပို့သည့်စစ်ကူသည်မယုံကြည်နိုင်လောက်အောင်များပြားနေသည်လေဒါအကူကြီးဖြင့်ရှေးလျင်းတပ်များဒင်ကားတပ်များတောင်ပေါ်ပြင်အမြောက်တပ်ဖွဲ့များအလုံးရင်းနှင့်ရောက်ရှိလာပြီးစစ်ပွဲအချိန်ကိုတဟုန်တို့တိုးမြင့်လိုက်သည်ဇီနိုင်းသေးကန္နာရနှင့်စုအပ်တူးမြောင်းဒေသမှထပ်ပူမိုကြီးမားသောတံပြန်ထိုးစစ်ကိုဆင်နွှဲနေသည်အီဂျစ်နှင့်စစ်ဘန်းမခံမဲ့ဆီးရီးယားကိုသာ ရှိသမျှအားအများကိုသုံးပြီး ဖိတိုင်ရန်ရည်ရွယ်ထားသည့်သဘောမျိုးဖြစ်သည်။ကာကွယ်ရေးဝန်ကြီးမိုးရှေဒိုင်းယန်သည်အီဂျစ်စစ်မျက်နှာသို့သွားရောက်စစ်ဆေးပြီးတွင်ဂိုလန်ကုန်းပြင်မြင့်ရှေတန်းစစ်မျက်နှာသို့ယနေ့ညနေပိုင်းတွင်ရောက်ရှိလာသည်ဟုဆိုသည်။တပ်မှုကြီးများစစ်ကြောင်းမှုကြီးများနှင့်တွေ့ဆုံကတိုက်ပွဲအခြေအနေများကိုအသေးစိတ်လေ့လာသည်။လူအပ်သည်များညွှန်ကြားသွားသည်။ဂိုလန်ကုန်းပြင်မြင့်ရှိစီးရီးယားပိုင်နယ်မြေအများပြားကိုစီးရီးယားတို့ပြန်လည်သိမ်းပိုက်ကြသည်မှာမှန်တော်လေ များဦးသရံထိုးဖောက်လာသည့်အစ္စရေးစစ်ဦးကိုမတားနိုင်ဘဲဖြစ်နေသည်။မြေပြင်တွင် တင်ကားတိုက်ပွဲများကိုအဓိကထားပြီးအစ္စရေးကဆင်နွှဲနေသည်။ဒေါမော်ပြည့်အမြောက်ကြီးများဖြင့်စီးရီးယားတို့၏ရှေ့တန်းစစ်ကြောင်းကိုကြော်ပြီးနောက်ပိုင်းသို့အာသွန်ဖိပစ်ပေးနေသည်။အစ္စရေးတို့ယနေ့ထိုးဖောက်လာသည့်ပုံကိုကြည့်ရခြင်းအပြင်စီးရီးယားပြည်အတွင်းမှန်သို့ရောက်အောင်ဝင်းရောက်တိုက်ခိုက်တွန့်မြေသဘောမျိုးဖြစ်နေသည်။စစ်ပရိရဲ့ပြောင်းလာသောအစ္စရေးစစ်ဦးကိုရိုက်ရှိုးနိုင်ရန် စီရိယာတို့အပြင်းထန်ကြိုးစားကြသည်စစ်ဦးကိုကျုံဝင်စေပြီးလာချမ်း ပုံတရံဝိုင်း၍ရန်သူကိုထောင်ချောက်သွင်းရန်ကြိုးစားသည် သို့တော်လည်းအာကောင်တောင်တင်းလာသောအစ္စရေးတင့်ကားတန်နှင့်တန်ကြက်ကတတ်တို့၏ကားခွဲမှုက အုတ်တိုင်းကြီးဖွယ်ခိုင်ခန့်လွန်လာသည်အစ္စရေးစစ်ဦးကိုချေမုံရန်ကြိုးစားနေသည့်စီရိယာတင့်ကားပေါင်းများစွာနှင့်တန်ကြက်ကပေါင်းများစွာတို့ပြန်လည်ချေမုံပစ်လိုက်ကြောင်းဖြင့်အစ္စရေးကကျင်းညာသည် အာရပ်ပြောသည်များမိမိတို့၏ထိုးစစ်ကိုရိုက်ချိုးရန်ကြိုးစားသည့်အစ္စရေးတို့၏တန်ချက်ကားကားများအဝေးပြင်မြောင်များတင်ကားဖြတ်လက်နက်များကိုဖြတ်စည်းလိုက်ကြောင်းအစ္စရေးလေယာဉ်58စင်းကိုပစ်ချပြီးတင်ကားပေါင်း92စီးကိုဖြတ်စည်းခဲ့ပြီးပြီဖြစ်ကြောင်းယနေ့ထုတ်သောကြေညာချက်တွင်အီဂျစ်တို့ကဖော်ပြသည်တိုက်ပွဲဝင်နေသောအာရပ်မျိုးသားတို့၏စိတ်ဓာတ်သည်အလွန်တက်ကြွနေကြောင်းမိမိတို့လေးထက်၏စွန်းစွန်းတမန်တိုက်ခိုက်မှုကြောင့် ဣသရေလေတပ်မှလေတရဲများမှာလွန်စွာစိတ်တဲ့ကြနေကြောင်းသုတ်ပန်းဖြင့်ဖမ်းဆီးရမိသောဣသရေတို့ကသူတို့ဘက်တွင်ကြီးစွာဆုံးရှုံးပြီးအထိနာနေပါသည်ဟုဝန်ခံကြောင်းဖြင့်အီဂျစ်ကကြေညာသည်။ကိုင်ရိုမြို့၏အချင်းအနှင်းမှာ6ရက်စစ်ပွဲကာလတုန်းကနေမတူဘဲအလွန်စိတ်တဲ့တက်ကြွနေကြကြောင်းယခုစစ်ပွဲကြီးသူအဆုံးတမလဲဟု စိတ်ဆောနေကြကြောင်း6ရက်စစ်ပွဲတုန်းကအီဂျစ်သမ္မတနဆာသည်ဂျူးလူမျိုးတို့ကိုချိန်ချောက်သည့်စကားများ အကြိမ်ကြိမ်ပြောခဲ့ကြအောင်ယခုလက်ရှိသမရအဝါဆရက်ကမူစကားအ ਨੇ ဆုံးပြောပြီးအလုံအများဆုံးလုံနေသည်ကိုတွေ့ရကြောင်းဖြင့်ကိုင်ရိုရောက်ရူပီအိုင်သတင်းတောက်ကသတင်းပို့သည်သမရအဝါဆရက်သည်ဆိုဗီယက်တမ်းမကြီးဗလာဒီမာဘီနိုဂရာဒွန်နှင့်ယနေ့တွေ့ဆုံသည် မနေ့ကလည်းတစ်ကြိမ်တွေ့ဆုံခဲ့ကြသည်သည်စစ်နှင့်ပတ်သက်ပြီးအရေးတကြီးဆွေးနွေးကြသည်ဟုသိရသည်မော်စကိုမှာရှိနေသည့်အီဂျစ်တမ်းမကြီးအဗဒဲဂရာဒီလည်း ဆိုပြီးရခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးနေသည်ဟုတန်တမန်ရက်ကွန်မှကြားသိရသည်ရန်သူ၏အသိခံနေမည်များကိုပြန်လည်ကယ်တင်ရန်ကြိုးပမ်းနေကြသောအီဂျစ်နှင့်ဆီးရီးယားတို့အားကူညီရန်မိမိတို့စစ်တပ်များကိုဆေးလွတ်လိုက်ပြီးဖြစ်ကြောင်းဖြင့်အီရတ်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူကယနေ့ပြောသည်အီရတ်လေးတပ်မတော်သည်အီဂျစ်နှင့်ဆီးရီးယားတို့ဘက်မှဝင်ရောက်တိုက်ခိုက်လျက်ရှိသည်မိမိတို့တွင် ရှိသည်များလက်နက်ကင်တပ်များအားလုံးသည်လက်ရှိစစ်ပွဲတွင်လိုအပ်သလို ဝင်းရောက်ကူညီမည်ဖြစ်ကြောင်းဖြင့်လည်းအီရတ်ကဆက်လက်ကြင်ညာသည်မိမိနယ်မြေတွင်းသို့ကျူးကျော်ဝင်းရောက်လာသောအစ္စရေးဂျက်လင်ရင်မြန်များကိုမိမိတို့၏လင်းရင်ပြည့်အမြောက်တပ်ကပြစ်ခတ်မောင်းထုတ်လိုက်ရာကြောင်းစစ်တွင်းရှိလက်ဗနွန်နိုင်ငံဝင်မလာရန်အစ္စရေးကပြင်းထန်စွာသတိပေးနေကြောင်းဖြင့်လက်ဗနွန်အစိုးရကကြင်ညာသည်အစ္စရေးပြောသည်များယခုစစ်ပွဲတွင်စစ်ကိုစတင်သောအာရတ်အထိနာပြီး၆ရက်စစ်ပွဲတုန်းကရရှိခဲ့သောသင်္ကန်းစာတပ်ကြီးမှသည့် သင်ငန်းစာကိုရရှိလိမ့်မည်ဖြစ်သည်စစ်စတင်ဖြစ်ပွားစဉ်ကမိမိတို့အယံတက်များကိုကောင်းစွာစူးစီးနိုင်ခြင်းမရှိမူလရှိပြီးသားအခြေခံတက်များနှင့်ပြန်လည်ရင်ဆိုင်ခဲ့ရသည်ထို့မြဲနေပါသည်အင်အားကလေးကိုမှအာရတ်တို့ချိန်မုံနိုင်ခြင်းမရှိလျင်ယခုကောင်းစွာစူးစီးပြီးဖြစ်သောအယံတက်များနှင့်အားဖြည့်ထားသည့်အစ္စရေးတပ်မတော်ကြီးကိုရင်ဆိုင်စရာအကြောင်းမရှိတော့ဟုအစ္စရေးကယနေ့ကြေညာသည်ယခုဆိုလျင်မိမိတို့အယံတက်များ စူစည်းမှုမှာလုံးဝပြီးဆုံးသွားပြီယနေ့နနက်အာယုံတက်မှစပြီးအင်အားပြေဝဖြင့်အစ္စရေးတက်မတော်ကြီးကရန်သူများကိုတံပြန်ထိုးစစ်ကြီးဆင်နွှဲနေပြီအရန်တပ်သားအများပြားတို့သည်အရက်ဝယ်အရက်စားများကိုပင် မလဲကြတော့ဘဲအလွန်စိတ်ဓာတ်တက်ကြွစွာဖြင့်စစ်မြေပြင်များသို့ဆင်းသွားကြပြီဖြစ်သည်စောစောကလေးကရန်သူတို့၏ထိုးစစ်ကိုရင်ဆိုင်နေခဲ့ကြရသော အခြေခံတပ်များမှတက်မတော်သားတို့သည်လည်း ညီကိုတော့အရန်တပ်သားများရောက်ရှိလာကြပြီဖြစ်သောကြောင့်စိတ်ဓာတ်များအလွန်တက်ကြွနေသည်အလွန်ပြင်းထန်သောလျှက်ရပြက်တံမြန်ထိုးစေကြီးကိုအချိန်ဟုန်ကြီးမားစွာဖြင့်အလွန်ပြင်းထန်သောလျှက်ရပြက်တံမြန်ထိုးစေကြီးကိုအချိန်ဟုန်ကြီးမားစွာဖြင့်ဆင်နေနေပြီးစသဖြင့်အစ္စရေးတို့ကကြေညာသည်ကမ္ဘာနိုင်ငံသီးသည့်ခရက်များအရှေ့လယ်ပိုင်းပြဿနာတွင်ဆိုဗီယက်နိုင်ငံကတာဝန်ရှိစွာဖြင့်ဝင်းရောက်ဆောင်ရွက်ပေးစေလိုပါသည်ထို့သောတာဝန်ရှိစွာဝင်းရောက်ဆောင်ရွက်ခြင်းမပြုလျင် မ္ဘာတင်းမာမှုရောဘာရေပြက်ပြဲသွားမည်ဖြစ်ကြောင်းဖြင့်အမေရိကန်နိုင်ငံသား၏ဝန်ကြီးဟင်နရီကစ်ဆင်ဂျာကယနေ့တိုက်တွန်းပြောဆိုလိုက်သည်ကမ္ဘာတစ်ခုလုံးကိုတော်၎င်းဒေသတစ်ခုကိုတော်၎င်းအာနာလွမ်းမိုးရန်ကျူးစပန်းသောဤသည့်နိုင်ငံကိုမဆိုကျွန်ုပ်တို့ဆန့်ကျင်သည်ကျွန်ုပ်တို့မဟာမိတ်နိုင်ငံများအင်အားရောပါသွားအောင်တင်းမာမှုများဖန်တီးသောဤသည့်နိုင်ငံကိုမဆိုကျွန်ုပ်တို့ဆန့်ကျင်သည်တင်းမာမှုရောဘာရေညနှဖုံးကိုဆွပြီးပြိပခတ်များဖြစ်ပွားအောင် ဖန်တီးသော ။ဤသူကိုမဆိုကျွန်ုပ်တို့စန့်ခြင်းသည်စသဖြင့်ကင်စင်ဂျာကဆက်လက်ပြောဆိုသွားသည်။ငိန်ချံရေးရရှိမှုကိုကူညီရန်ရှေးရခင်များကအတိုင်းပြင်ဆင်မှုများပြုလုပ်ထားကြောင်းဖြင့်ဆိုဗီယက်ကွန်မြူနစ်ပါတီအတွင်းရေးမှူးချုပ်ဘရက်ညက်ကယနေ့ပြောဆိုသည်။အစရေကျူးကျော်ရေးသမားတို့၏ကျူးကျော်မှုကို ခံစားနေကြရသည့်ပြည်သူများအပေါ်မိမိတို့ကြီးမားစွာဂယုနာတက်ကြောင်းဖြင့်ဧည့်သည်တော်ဂျပန်ဝင်ကြီးချုပ် တာနာကာကိုနေလဲစားတက်ခင်းဧခရင်မိကွန်းပြောကြရာတွင်ဗြဟ္မညကထဲသွင်းပြောဆိုသွားခြင်းဖြစ်သည် ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ